တင်ရမယ်စီမတ်လ24ရက်တနင်္လာနေ့ညနေခင်းရုံတန်သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်ဒီကနေ့မှာတော့စစ်ကောင်စီတပ်သားတို့ဦးလှမ်းနေတဲ့အတူမော်ပြဲ PDF တထောက်သည့်တပ်ရေးစီအလေးဝင်လာခဲ့ပါတယ်ဖေခုံမြို့နယ်ကြီးပါတရွာမှာလက်လုံမိုင်းကင်ဆော့ရာကနေ3ဦးထိခိုက်ခဲ့ပြီးဖခေဖြစ်သူမှပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက်ဒီမော့ဆိုနောက်ဖက်ချံကဆစ်ရှောင်းစခန်းတနေရာမှာဆစ်ရှောင်းနေအလုံး20ပျက်စီးနေပြီးအကူအညီတွေလိုအပ်နေပါတယ် မတ်လ24ရက်နေ့ကနေမတ်လ30ရက်နေ့အထိဂရင်းနီပီပါဝင်မြန်မာနိုင်ငံနေရာတချို့မူထိချုံရွာနိုင်တယ်လို့ NUG ကအသိပေးထုတ်ပြန်လာပါတယ်ဆတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်တိုက်ပွဲပြင်းထန်နေတဲ့ရှမ်းဂရင်းနဲ့စကမိုးပြဲမြို့မှာစစ်ရေးလှုပ်ရှားနေတဲ့အမတ်တထောက်တစ်မိုးပြဲပြည်သူကာကွယ်ရေးတပ်လေးရုံတက်ခွဲထံကိုမနေ့ကမတ်လ23ရက်နေ့မှာလက်နက်နဲ့တူစစ်ကောင်စီတပ်သားတအူအလင်းဝင်လာခဲ့တယ်လို့ မိုးပြဲ PDF ကထုတ်ပြန်ပါတယ်။အဲ့ဒီတက်တာဟာမိုးပြဲခမရ900ရှစ်တက်ရေးကဖြစ်ပြီးမိုးပြဲချင်းဆိုင်ခမရ၄နိနိတက်မှာတာဝန်ထမ်းဆောင်ရာကနေ ထွက်ပြေးလာခဲ့တာပါ။ဒါရီပြင်စစ်မှုထမ်းဥပဒေအရအသိဆုဆောင်ခံရသူဖြစ်ပြီးစစ်ကောင်စီရဲ့မတရားစေခိုင်းမှုကိုမခံစားနိုင်တော့ပဲထွက်ပြေးလာတာဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိမိုးပြဲမှာနေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်အကြဆုံးများနေတယ်လို့လည်းအဲ့ဒီအလင်းဝင်လာတဲ့တပ်သားကပြောပြလာတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်နေနဲ့တူအလင်းဝင်လာတဲ့အဲ့ဒီတပ်သားကိုစုဝင်ချင်းမြစ်ပေးအပ်ခဲ့တယ်လို့စစ်ကောင်စီလက်အောက်မှာကြံရှိနေသေးတဲ့တပ်သားတွေအနေနဲ့အလင်းဝင်လို့တဲ့သူတွေကိုလည်းကြိုဆိုတယ်လို့မိုးပြဲ PDF တထောက်တိတက်ရေးကထုတ်ပြန်ထားပါတယ်ရှင်။ဖေခုံမြို့နယ်ကျေးရွာတွေမှာလက်လုံမိုင်း ကိုင်ဆော့ရာကနေပေါက်ကွဲခဲ့ပြီးကလေး၃ဦးထိခိုက်ခဲ့ကတအူးပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ22ရက်နေ့မှာလက်လုံမိုင်းမှန်မသိပဲကိုင်ဆော့ရာကနေပေါက်ကွဲခဲ့တာပါ။ရွာပြင်မှာတွေ့တာမိုင်းကရွာနဲ့၃မိုင်กว่าတယ်။ကလေးတွေယူလာတာကလေးဖခေဖြစ်သူက မိုင်းမှန်မသိပဲကိုဦးနဲ့ပြက်လုံးမယ်ဆိုပြီးတော့ဆော့ရင်းနဲ့ဖြစ်သွားတာလို့ဒေသခံမျိုးသမီးတအူးကကင်နော်ရီထိုင်းကိုပြောပါတယ်။ပွဲချင်းပြီးတည်ဆုံးခဲ့သူမှာ အသက်35နှစ်အရွယ်ဖြစ်ပြီးတားဖြစ်သူဆန်နီနဲ့72နှစ်အရွယ်နှစ်ဦး9နှစ်အရွယ်သမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါထိခိုက်ဒဏ်ရာရသူ3ဦးနဲ့2ဦးမှာတော့အနည်းငယ်စိုးရိမ်ရတဲ့ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်လက်ရှိမှာထိခိုက်ဒဏ်ရာရတဲ့ကလေးတွေကိုဆေးကုသမှုတွေပေးနေပါတယ်ဒါတွေပြင်ကလေးတွေရဲ့ဆေးဖိုးဝါးခအတွက်အကူအညီလိုအပ်နေတယ်လို့သိရပါတယ်ရှင်မက်ရှလာ၂၁ရက်နေ့မှာ ဒီမော့ဆိုနောက်ဖက်ချံဆစ်ရှောက်စခန်းတနေရာမှာလေပြေးတိုက်ခတ်ခဲ့တဲ့အတွက်ဆစ်ရှောက်စခန်းကဆစ်ရှောက်နေအလုံး20ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ရတဲ့လောက်ပြန်လဲပြုပြင်နေကြတာဖြစ်ပြီးတက်ကြီးရွယ်ဦးနဲ့ကလေးငယ်တွေရှိတဲ့မိသားစုတွေမှာအနေနာကဒေသခံတွေရဲ့မပြည့်စည်သေးတဲ့နေအိမ်တွေထဲခဏတစ်ဖြုတ်နေထိုင်နိုင်ဖို့တွားရောက်အကူအညီတောင်းထားတယ်လို့ဆစ်ရှောက်စခန်းကော်မတီတာဝန်ရှိသူတို့ကပြောပါတယ်။ထိခိုက်ပျက်စီးမှုတွေမှာဆစ်ရှောက်စခန်းက စစ်လျှောက်သည်တွေပြင်ဒေတာခန့်နေအိတ်တချို့လည်းပါဝင်နေပါတယ်။နေအိတ်အတွင်းကအုံဆောင်ပစ္စည်းတွေပျက်စီးကုန်တာရှိပြီးတချို့စစ်လျှောက်တုံလောင်ထားတဲ့စပားတွေလည်းပျက်စီးမှု ရှိနေတာပါ။အခုလိုထိခိုက်ပျက်စီးမှုများပြားတဲ့အတွက်အရေးပေါ်ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးစီလိုတယ်လို့လည်းစစ်လျှောက်ကော်မတီတူကတောင်းဆိုထားပါတယ်။မတ်လ21ရက်နေ့မနေ့10နာရီဝန်းကျင်မှာဒီမော့ဆိုနောက်ဖက်ချံကစစ်လျှောက်စခန်းတနေရာကို စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်လည်းအသက်70နှစ်အရွယ်ကလေးငယ်တူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မတ်လ24ရက်နေ့ကနေမတ်လ30ရက်နေ့ထိရက်သက်သက်ပတ်တွေ green နေပါဝင်မြန်မာနိုင်ငံနေရာတချို့မှာအချိန်ခါမဟုတ်မူတီချိုးရွာနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီနေ့မတ်လ24ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။ဒါပြင်လာမယ့်ဧပြီလပထမပတ်မှာလည်း Greenie ပါဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းနေပြီးတော့ ဧရာဝတီရန်ကုန်ပဲခူးတိုင်းကရင်ပြည်နယ်မိုးပြည်နယ်နဲ့တရင်းနာနီတိုင်းတွေမှာမိုးအနှင်းငယ်ကနေမိုးအထင်းသေးရွာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။လက်တလောရွာတဲ့မိုးတွေဟာကြီးကြီးမားမားရွာနိုင်ခြင်းမဟုတ်ပေမဲ့လာမယ့်မိုးကြိုကာလအတွင်းမှာတော့မိုးပုံများလာနိုင်မှာဖြစ်တယ်လို့ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။လက်ရှိရက်သက်သက်အတွင်း မိုးထချိုးရွာနိုင်မဲ့ဒေသတွေဟာဂရင်းနီပါဝင်စကိုင်းတိုင်းဒေသကြီးတရင်းနာနီတိုင်းဒေသကြီးပုဂိုတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မူပြည်နယ်တို့ဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကနော်ရီထိုင်းတရင်ဌာနရဲ့ညနေခင်းရုံတန်တရင်တွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ရှိရှိအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ ဂရင်းနီပီတူပီတာအလောအကြက်တဲဘွားကနေအမြန်ဆုံးလူမြောက်ကြပါစီရှင်ကျမမော်လေးမြပါ